င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တကယ်အောင်မြင်တာ NUG အစိုးရဖြစ်နေဆိုတဲ့ဆောင်းပါတင်ဆက်ပေးပါမယ်စစ်ကောင်စီက၎င်းတို့ကောင်းဆောင်ကြီးကိုနောက်ဆုံးမှအတိမတ်ပြုဆက်ဆံနေရပြီးလာရပြီဖြစ်တဲ့အာဆီယံဥက္ကဋ္ဌနဲ့တွေ့ဆုံလာလို့ကန်စတာတက်လာလီဟန်ပြည်တွင်းမှာအကြီးအကျယ်ဝါရဖြန့်ဖို့ကြံရထားတော်လဲမော်စရာကြီးအန်ဝါကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဝင်ကြီးချုပ်မန်ဝင်းခိုင်တန်ဦးဆောင်တဲ့ကိုယ်စားလှယ်ဖွဲ့နေပါမင်းအွန်လိုင်းလီရင်ပေါ်မတက်မီမှာပဲဆွေးနွေးခဲ့လို့တဲတဲရည်သွန်ဖြစ်ခဲ့ရ ရတဲ့အာဆီယံက NUG နဲ့ရခိုင်ကအကြိမ်ချင်းထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်တော်လဲအန်ဝါကမင်းအောင်လိုင်းကဲ့သို့ပဲအခုအခါတန်းတူဆက်ဆံခဲ့နေဆိုတာကိုပထမဆုံးချင်းလူသိရှင်ကြားထုတ်ပေါ်ပြောဆိုလိုက်တာလည်းဖြစ်တဲ့ အလားတူပဲအာဆီယံဥက္ကဋ္ဌတာဝန်အင်းနဲ့မင်းအောင်လိုင်းနဲ့ပထမဆုံးချိန်တွေ့ဆုံခဲ့ကြလဲဖြစ်တယ်လို့အန်နဝါကအသိပေးထားခဲ့ပါတယ်။မလေးရှားဝန်ကြီးချုပ်ရဲ့သတင်းစာရှင်းလင်းပွဲမှာကောင်းဆောင်နှစ်ဦးစလုံးဆိုတဲ့စကားကိုဂျိမ်းဖန်များစွာသုံးစွဲပြောဆိုသွားခဲ့လို့တကယ်တမ်းစမ်းထလာတာက NUG သားဖြစ်ပြီးကြောက်ချကိန်းကြုံခဲ့ရတာကမင်းအောင်လိုင်းဖြစ်ပါတယ်။မင်းအောင်လိုင်းနဲ့ဆွေးနွေးရမှာပွင့်လင်းပြီးအပြုသဘောဆောင်ချောင်းဖော်ပြခဲ့ပြီးမြင်းကလင်းတန်တင်မြန်မာပြည်သူများအတွက်အရေးပေါ်အကူအညီများနဲ့မြေပြင်သုံးစိမ့်ုံတကူအလင်းအမြန်နေရာဌာနပြင်အပါဝင်နိုင်ငံတွေ ွင်းအခြေအနေများအမြန်ဆုံးပြန်လည်ရောက်ရှိရေလို့ကို ပြောဆိုခဲ့တယ်လို့ပါရှိပါရယ်စစ်ကောင်စီနဲ့ NUG နှစ်ဖွဲ့စလုံးမှခေါင်းဆောင်တွေကအပြစ်ခံရဲစဲထားမှုကိုတက်တန်းတိုးဖို့သဘောတူခဲ့ကြပြီးအထူးသဖြင့်မင်းအောင်လှိုင်ထံမှအထိုင်မှာဂတိကဝတ်ကိုရရှိခဲ့တာလို့ကျေးဇူးတင်တယ်လို့လည်းဆိုပါရယ် မင်းအောင်လိုင်းကလည်း၎င်းခိုင်မာပြီးခဲ့ရတဲ့အပြစ်ရည်ဆိုတဲ့ကတိကိုစောင့်ထိန်ပါရန်တိုက်တွန်းကြောင်းဆွေးနွေးခဲ့ပြီးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာမမင်းလျော်ထည့်သွင်းပြောဆိုသွားခဲ့တာပါလက်ရှိမင်းအောင်လိုင်းနဲ့တွေ့ဆုံခဲ့မှုကအာဆီယံရဲ့အချက်၅ချက်မှာတွေ့ဖွဲ့သွားခြင်းမဟုတ်ပေ လူသားချင်းစာနာထောက်ထားမယ့်အကြောင်းဖြစ်လာလို့သာဆွေးနွေးခင်ရခြင်းဖြစ်တယ်လို့အယံမျော်လင့်ချက်ထားမလားပဲသဘောမျိုးတတိပေးထားပြီးဖြစ်တဲ့အန်နဝါရဲ့အာဆီယံရှေးရအကြံပေးသားဆင်မှာတက်ရောက်ခဲ့တော့လေရွှေကောက်ပွဲအကြောင်းတလုံးတပါရာများထည့်သွင်းဆွေးနွေးရလို့သတင်းထုတ်ပြန်လာခြင်းမရှိတာကိုထောက်ရင်၎င်းရဲ့ရွှေကောက်ပွဲကိုအာဆီယံမှာထောက်ခံမှာမဟုတ်ဆိုတာထင်ရှားပေါ်လွလာခဲ့ပါတယ်မင်းအောင်လိုင်းအတွက်ထွက်ရက်လန်ကိုနောက်ကွယ်မှာအကြံပေးနေတဲ့သားဆင်ကိုရင်ကပဲရွှေကောက်ပွဲက၎င်းအတွက်ဘယ်လိုမှအကျိုးရှိလာမှာမဟုတ်ပဲပြည်တွင်ရှင်အာနာငန်းဖန် ်းနေတဲ့နိုင်ငံရေးသမားတွေတသားဖြစ်သွားလိမ့်မယ်လို့ရှုံးကြည့်ပုံရတယ်လို့ယူဆပါတယ်။မင်းအောင်လိုင်းမှာနိုင်ငံရေးအကျဉ်းသား22ဦးအပါအဝင် ရာဇဝင်အကျဉ်းသား4900နီးပါးနဲ့နှစ်တက်ကူတယ်လို့ဆိုပြီးပြန်လွတ်ပေးခဲ့ပါတယ်။မြန်မာပြည်သူအများစုရဲ့ထောက်ခံမှုရနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့နဲ့အွန်လိုင်းမှာတွေ့ဆုံခဲ့ခြင်းကပဲ၎င်းကဲ့သို့အာဏာရှင်မဟုတ်စုပေါင်းကောင်းဆောင်မှုရှိနေတာကိုအတိမတ်ပြုလိုက်တာဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ NUG နဲ့အစိုးရအဖွဲ့အစည်းဆက်ဆံရေးကိုအသေးစိတ်ဆွေးနွေးခဲ့ကြပြီးငလင်ဘေးတင်မြန်မာပြည်သူများထံအကူအညီများအပြန်လည်ရရှိနိုင်ရေးတို့လည်းအမြင့်ချင်းဖလှယ်ခဲ့ကြတယ်လို့ NUG ရဲ့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။အခုတွေ့ဆုံမှုကိုမူလကလူချင်းတွေ့ဆုံပေါ်အတွက်လုံခြုံရေးအာမခံချက်ရှိလာပါကသဘောတူကြောင်း NUG ဘက်မှအကြောင်းပြန်ခဲ့တော့လည်းအချိန်နဲ့သွားလာရင်ခက်ခဲတချို့ကြောင့်ပထမဆုံးချိန်တွေ့ဆုံမှုကိုအွန်လိုင်းမှာတက်ဆင်တာပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်းဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ဒေါ်စင်မအောင်ကရှင်းပြတယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ ိုးရိမ်စရာဖြစ်လာတာကအင်မတန်မှအညိုကြီးတဲ့မင်းအောင်လိုင်ကအန်နဝါရီလုံရက်ဟာ၎င်းကိုအဆက်ခွဲလိုက်တယ်လို့ဖြစ်ရတယ်လို့ဆိုပြီးအာဆီယံရဲ့အကူအညီပေးလာမယ့်အစီအစဉ်တွေကိုအကြောင်းမျိုးမျိုးပြပြီးကြက်ပြက်ကြက်ပြုတ်လုံလာမယ့်အရှိပဲဖြစ်ပါတယ်။ကျွန်တော်ရေးလို့မပြီးခင်မှာပဲမလေးရှားမှာစီလုံမဲ့စီးတပ်ဖွဲ့ဝင်တွေနဲ့စစ်မြေပြင်သုံးစင်းရုံကိုထားမဲ့နေရာမရွှေရသေးလို့ဆိုပြီးရွှေဆိုင်ထားဖို့အကြောင်းကြားလာမယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ဟာဆန်ကထုတ်ပေါ်ပြောဆိုလိုက်တဲ့သတင်းထွက်ပေါ်လာပြီးဖြစ်ပါတယ်။ ကန်ကန်ဤအကျိုးကိုယုံကြည်ကြသောဗုဒ္ဓဘာသာဝင်တွေကတော့လူများ၏အိုးအိမ်စည်းစိမ်ကိုပုံကျင်းဖြစ်စေခဲ့လို့၎င်းတို့ရက်တီယာနေပြီးတော့ကိုလည်းဖြက်စည်းသွားအောင်တဘာဝကြီးကတန်ခတ်ပေးလိုက်ခြင်းဖြစ်တယ်လို့ပြောဆိုနေကြမှသာဖြစ်တယ်။အခုထိလည်း6.6ပြင်းအားရှင်ငလင်ကြီးအပါဝင်နောက်ဆက်တွဲငလင်အသေးစားတရကိုချင်းလှုပ်ခတ်ခဲ့တယ်လို့မိုးလေဝသနှင့်ဇလပီရာညွန့်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အာဆီယံက၎င်းတို့ရဲ့အချက်၅ချက်ပြုလဲလာမှုကြောင့်မြန်မာအရင်ကပြည်ရင်းတသက်မဟုတ်တော့ဘဲဒေသတွင်တည်ငြိမ်တဲ့လုံခြုံရေးအဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာ ကိုပါထိခိုက်လာပြီးလို့ရှူဆလာကြလို့၎င်းတို့ရဲ့ပြည်တွင်ရေမဆွတ်ဖက်ရန်မူကိုစွန့်လွန်လိုက်ပုံရတယ်။အဲ့ဒီအတွက်အန်ဒဝါရဲ့လှုံ့ဆော်မှုကလွန်စွာအကျိုးသက်ရောက်မှုရှိလာလိမ့်မယ်လို့လေလာသူတွေကယုံကြည်နေကြပါတယ်။ ဆက်လက်ပြီး WHO ပြောတဲ့ငလျင်နောက်ဆက်တွဲအနေအထားဆိုရင်ကြောင်းတင်ဆက်ပေးပါမယ်။နေပြည်တော်မှာရောက်ရှိနေတဲ့ကမ္ဘာ့ကျန်းမာရေးဖွံ့ဖြိုးရေးမြန်မာနိုင်ငံဆိုင်ရာဒုတိယတာဝန်ခံအလင်နာပြူရိုလိုကုလသတင်းဌာနနဲ့အင်တာဗျူးမှာနိုင်ငံတွင်းအခြေအနေက an emergency within an emergency လို့ဆိုပြီးသူမရဲ့အတွေ့အကြုံကိုအခုလိုတုံ့သက်သွားခဲ့ပါတယ်။အခုလိုတဘာဝ BNE ကြီးမကြုံခင်ကပဲလူသန်းပေါင်း12သန်းခန့်ကကျန်းမာရေးဆောင်ရှောက်ပေးဖို့လိုအပ်နေပါတယ်။ဒီအနေအထားမှာမြင်းငလျင်ကြောင့်အခြေအနေများပိုပြီးဆိုးရွားလာခဲ့တယ်လို့ဆိုပါတယ်။ တည်ဆုံးသူအရေအတွက်3900ကျော်သွားပြီးပြင်းထန်ထိခိုက်ဒဏ်ရာရရှိသူ6000နီးပါးဖြစ်လာချိန်မှာဝမ်းရောဂါနဲ့ငှက်ဖျားရောဂါဖြစ်ပွားလာနိုင်တဲ့အလားအလာများရှိပါတယ်။ဒါပြင်ရေအစာတောင်းနဲ့အမိုးကများလည်းလိုအပ်နေပါတယ်။အခုကတပတ်ကျော်လာခဲ့ပြီးဖြစ်ပြီးပိတ်မိနေသူတွေကိုကယ်ထုတ်နိုင်ဖို့အကောင်းဆုံးဖြစ်တဲ့၃ရက်ကလွန်မြောက်သွားပြီးဖြစ်ပြီးအခွင့်အလမ်းနေတဲ့အနေလာပါပြီ။ဖြစ်ပွားပြီး24နာရီအတွင်း WHO မှရန်ကုန်ရှိကိုတော်များထဲမှလိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းများစုစည်းပြီးဖြစ်ပွားရာကိုတင်ယူလာနိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့တပတ်လုံး လုံးအခြားကင်စင်ဖွရီနဲ့တူလက်တွဲပြီး24နာရီမယက်မနာလုခဲ့ရတဲ့ကန်ဆိုးမိုးမောင်ကြာခဲ့ရတာကစေးရုံပြူလဲနေတာကိုတွေ့ခဲ့ရတာပါနိုင်ငံအတွင်းကျမ်းမာရေးစနစ်က၄နှစ်ကြာပဋိပက္ခတွေဖြစ်ပွားနေတာကြောင့်နင်းနေနေကြေကြေဝိုင်းနေရဆဲဖြစ်တဲ့အခုမြေပြင်အခြေအနေကဒီအခြေအနေကိုဆိုးရွားတဲ့အဆိုးဝါအောင်တွန်းပို့လာခဲ့တဲ့စေးရုံတွေကလည်းလူနာနဲ့မမျှအောင် ဖြစ်လာနေတဲ့ကုသဖို့လိုအပ်နေသူတွေတာမကခွဲစိတ်ဖို့ရှိနေသူတွေကိုပါတင့်တင့်လျောက်ပတ်စွာကုသနိုင်ခြင်းမရှိ အရေးကြီးဆုံးလိုအပ်နေတာကခွဲစိတ်ကုသနိုင်ဖို့နဲ့စိတ်တန်ရာရနေသူတွေကိုစောင့်ရှောက်ပေးနိုင်ဖို့ဖြစ်တဲ့ WHO ကပြီးခဲ့တဲ့အပတ်အတွင်းတန်တရာခန်းရှိကယ်ဆယ်ပစ္စည်းများယူဆောင်ခဲ့ပြီးဖြစ်တဲ့လူတို့ကိုအစာအုပ်ပြည့်အောင်မှဆွဲပစ္စည်းပစ္စရာပြည့်စုံတဲ့စင်ယုံမှလိုအပ်သလိုမှန်ကန်စွာ ခွဲစိတ်ကုသပေးနိုင်ဖို့လိုတဲ့အဓိကအခက်အခဲကစင်ယုံစည်းကမ်းတွေရဲ့86ရာခိုင်နှုန်းပျက်စီးသွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတောင်ရီတန်များနဲ့မိလာစနစ်ပျက်စီးနေတာကြောင့်ဝန်ရုံးကမဖြစ်အောင်တတ်နိုင်ဆုံးကာကွယ်ပေးနေရတယ်။ပြီးခဲ့တဲ့နှစ်အတွင်းမှ န်တလေးတိုင်းတွင်ရှင်မြို့နယ်ထက်ဝက်နီးပါးဝမ်းရောဂါဖြစ်ပွားခဲ့ပြီးအဲ့ဒီအတွက်ကာကွယ်ဆေးကိုလူ9000နီးပါးကိုသာထိုးပေးနိုင်ခဲ့သေးလို့မန္တလေးမှာထပ်မံဖြစ်ပွားလာနိုင်တဲ့အန္တရာယ်ရှိတယ်။နိုင်ငံတကာအကူအညီများဖြတ်တောက်ခံထားခြင်းကြောင့်လည်းထင်သလောက်ခရီးမပေါက်ဖြစ်နေရတယ်လို့ဆိုတဲ့တောက်သုံးရင်အစားအသောက်အမိုးကာရီလိုအပ်လာမှုကလည်းတနည်းတခြားမြင့်တက်လာတဲ့အခုကရှာဤဆောင်းလုံဖွင့်လှစ်ထားတဲ့ဆေးရုံများမှသာလောက်ကင်နေရတယ်။လျှက်စစ်မီကဲ့သို့လိုအပ်တဲ့အရှင်းမြင့်များမရှိဘဲအပူချိန်39ဒီဂရီစင်တီဂရိတ်ရှိနေပြီးလောက်ရကင်ရခက်ခဲ ဲလာနေရတဲ့လူများကလည်းလုံခြုံစိတ်ချရတယ်လို့မယူဆသေးလို့လမ်းပေါ်မှာရှာရင်အမိုးကာရီအောက်သာနေနေရဆဲဖြစ်တဲ့တန်ရာရသူ9000ကျော်အတွက်ကုသပေးရမယ့်အပြင်နလန်ပြန်ထူနိုင်ဖို့အတွက်ရေရှည်လေးကျင်ကံများနဲ့စောင့်ရှောက်ပေးရမှာဖြစ်တဲ့စည်းကြိုသွေးတိုးရှိသူများအတွက်စေဝါရီရရှိဖို့လည်းလိုအပ်တယ်။သူမရဲ့တွေ့ကြုံကိုပြောပြရမှာခြေထောက်တန်ရာရသွားတဲ့လူပေါ်ကံပတ်တအုပ်ကိုစိရင်ဖို့ဖို့စူးစားခဲ့ရမှာခေါ်လာတဲ့စိရင်နေုံစလုံးကုသပေးနိုင်တဲ့အနေထားမရှိတာကိုတွေ့ခဲ့ရပြီးနောက်ထပ်စိရင်ခက်သေးသေးတစ်ခုစီခေါ်လာခဲ့ပြီးမ ဲ့ချုပ်ပေးနိုင်ရန်လိုအပ်တဲ့ပစ္စည်းတွေမရှိဖြစ်နေတဲ့နောက်ဆုံးရန်ကုန်ကိုခေါ်လာခဲ့ရတယ်လို့ဆိုတဲ့မြင်းကလင်းလုတ်ပြီးနှစ်နာရီကြာမှစေယုံများမှလိုအပ်တဲ့ပစ္စည်းများမလောက်မငှနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်လက်တလောရှက်ပေါင်း30အတွင်းဒေါ်လာ10တန်းရဖို့အလူခန့်နေတော့လဲရေရှည်ကုစားသွားနိုင်ဖို့ကတိထက်မကလိုအပ်နေပါတယ်2024ထိမြန်မာဟာလူသားချင်းစာနာထောက်ထားမှုပိုင်းမှာရန်ပုံငွေရအနည်းဆုံးဖြစ်နေတဲ့အမေရိကန်နဲ့အခြားနိုင်ငံတွေရဲ့ရန်ပုံငွေဖြတ်တောက်လာမှုတွေကြောင့်လုံခြုံနိုင်စွမ်းမရှိဖြစ်လာတဲ့မလာတီ အခုနှစ်အတွက်လိုအပ်နေတဲ့ပမာဏရဲ့200ခန်းလုံးအောက်သာရရှိနေသေးတယ်လို့ဆိုပါတယ် လက်ရှိမှာအဲ့ဒီအကြက်တဲမှာရှုံထွက်နိုင်ဖို့နဲ့အကြံသင့်ဉာဏ်သင့်များထုတ်ပြီးဒေတာတွေဖွဲ့စည်းများနဲ့လက်တွဲသွားမှာဖြစ်တဲ့အခုကနိုင်ငံအတီးတီမှာဆေးဖွဲ့များဆေးလွတ်လာနေလို့အတက်မီကြောင့်လည်းပြောသွားခဲ့တာကိုကောက်နှုတ်တင်ပြလိုက်ရပါတယ်။မန္တလေးမှာ45မိနစ်ကြာမိုးကြီးလေကြီးကျလာပြန်လို့အခြေအနေတွေကရှုပ်ထွေးကုန်တယ်လို့သိရပါတယ်။အမေရိကန်နိုင်ငံချိုင်းဝင်ကြီးမာကိုရူဘီရိုကပရက်ဆဲရှိနီတိုးစစ်ဌာနချုပ်မှမြမရှိနဲ့ဆက်လင်းပြီးအမေရိကန်ရဲ့တုံ့ပြန်မှုပေါ်မီးမြန်လာတာကိုဖြေကြရမှာမိမိတို့ကကမ္ဘာအဆိုရလည်းမဟုတ်ကမ္ဘာတဝန်းရှိလိုအပ်နေတဲ့ ဲ့အကူအညီတွေရဲ့60 90ရာခိုင်နှုန်းကိုအမေရိကန်တအုပ်နဲ့ပေးရမယ်ဆိုတာကတရားမျှတမှုမရှိကြောင်းအခြားအိန္ဒိယတရုတ်ကဲ့သို့ချမ်းသာတဲ့နိုင်ငံများလည်းထည့်ဝင်ကူညီရမှာဖြစ်ကြောင်းတက်နိုင်သမျှကူညီသွားမှာဖြစ်ပြီးမြန်နိုင်ငံအတွင်းရှိဆက်အာဏာသိမ်းဖွဲ့ကမိမိတို့မနစ်မြို့ကြောင်းနဲ့မိမိတို့လုပ်ချင်တဲ့ပုံစံမျိုးကိုလည်းခွင့်မပြုလို့ဘလုံနီးနဲ့မဆိုအခက်အခဲများရှိလာမယ်လို့ပြောဆိုသွားခဲ့ပါတယ်။လူတိုင်းကကိုယ်တမိုင်းကိုရှိကြစမြင်ဖြစ်ပြီးမိမိတို့ကလည်းမိမိတို့တမိုင်းမိမိတို့လက်နဲ့ရေးဆွဲနိုင်ခွင့်ရနေတာကပဲလွန်စွာကုန်ယူစရာကောင်းလာတယ်လို့ရှိ ေသားထားတာကိုတင်ဆက်ပေးလိုက်ရပါရရှင်။